Hello အားလုံးပဲမိင်္ဂလာပါဘိုးမချန်ကနေကြိုဆိုပါရစေ WhatsApp ကနေပြီးတော့ထုတ်ပေတာကိုခံထားရတဲ့နီးပြဖြစ်သူ Graham Potter ကတော့ Sweden လက်ရွေးစင်နီးပြအသင်းဖြစ်ဂိုင်တွယ်ဖို့အတွက်စိတ်ဝင်စားမှုရှိနေတယ်ဆိုပြီးတော့ထုတ်ပြောလာတဲ့သတင်းတွေကျွန်တော်တို့ရှိနေတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါဆွေးနွေးကြည့်အောင်ပါဆိုတော့အားလုံးလည်းသိတဲ့အတိုင်းပဲ Victor Yokresto မဟုတ်ပြလို့ရှိရင် Alexander Isak တို့လိုမျိုးကမ္ဘာစင်တိုက်စစ်တွေကိုပိုင်ဆိုင်ထားတဲ့ Sweden ကသူတို့လက်ရှိအုပ်စု B မှာ ကျွန်တော်တို့ကမ္ဘာဖလားခြေစည်ပွဲအတွက်ကစားတဲ့နေရာမှာ Rock Bolton လုံးဝအောက်ဆုံးမှာကျွန်တော်တို့ဖြစ်နေတယ်ဆိုတော့2026ခုနှစ်ကမ္ဘာဖလားကိုရှင်ပြိုင်ကစားကွင်းရမယ်အခွင့်အရေးကိုဆွီဒင်က လွဲချော်ရဖို့ကျွန်တော်များနေတယ်အဲ့ဒီတော့ကျွန်တော်တို့အနေနဲ့ဆွီဒင်လက်ရွေးစီရင် FA ကဗောနော်ကျွန်တော်တို့လက်ရှိနီးပြဖြစ်တဲ့တော်မစံကိုသူတို့တရားဝင် ထုတ်ပယ်လိုက်ပြီးဖြစ်ပါတယ်ထုတ်ပယ်လိုက်ပြီးတော့နီးပြအစ်စ်ပြန်ပြီးတော့ခံဖို့ကြိုးပမ်းနေတဲ့နေရာမှာ ဂရီဟန်ပေါ်တာအနေနဲ့ဆွေဒင်လူ위စင်အတင်းကိုဂိုင်တွေ့ဖို့ဆိုရင်လုံးဝပေါ့နော်စိတ်လို့ရှားတဲ့ကောင်းမဲ့နေသားတကူဖြစ်လိမ့်မယ်ဆိုတာမျိုးတွေသူပြောလာတာတွေကျွန်တော်တို့ရှိတယ်ဆိုတော့လက်ရှိဆွေဒင်ကိုကျွန်တော်တို့ကြည့်ရင်ဆွေဒင်အနေနဲ့ပေါ့နော်ဒါ chance ရှိသေးတယ်ကမ္ဘာဖလားဝင်ခွင့်ရဖို့အတွက် chance သေးသေးလေးကျွန်တော်ရှိသေးတယ်ဘာလို့လဲဆိုတော့ဟိုထားပါတော့ဗျာလက်ရှိနီးပြတော်မဆန်ပေါ့နော်ဒါဒါဟာဆူရီလက်ရွေးစင်ဟိုတမိုင်းတက်လျှောက်မှာကျွန်တော်တို့သိရတဲ့လောက်ဆိုရင်ပထမဆုံးခံပူးတဲ့နိုင်ငံသားနီးပြပါ ဒီဆွေရင်လက်ရွေးစင်ကိုကင်တွင်နေတဲ့တော်မဆန်ဆိုတဲ့နီးပြကသူကဒိမ့်မဲ့လူမျိုးဒိမက်လူမျိုးပေါ့နော်စကန်ဒီနေးဗီးယားပဲသူတို့လိုပဲတိုးတော်လည်းပဲဆူဒင်လူမျိုးဟုတ်မနေဘူးဆိုတော့ဆူဒင် FA ရဲ့ဘက်ကနေပြီးတော့ okay ငါတို့မှာ chance တေးသေးလေးရှိသေးတယ်နော်2026ကမ္ဘာပလာဝင်ကွင်းရဖို့ ਨੇ ပတ်သက်ပြီးတော့အဲ့ chance တေးသေးလေးကိုဒီနီးပြားနဲ့တော့ဆက်သွားလို့မရဘူးနော်ငါတို့နီးပြားအသင်းနဲ့အပြောင်းလဲတွေလုံးမတော့ရမယ်ဆိုတော့ပုံစံမျိုးနဲ့ထုတ်ပယ်လိုက်တာလည်းဖြစ်မှာပေါ့လေကျွန်တော်စဉ်းစားကြည့်ရရင် ဆွေရင်လည်းရွေးစဉ်အသင့်အနေနဲ့တခုခုကသူတို့လုတ်ကိုလုံးမှရမှာဘာလို့လဲဆိုတော့ပြီးခဲ့တဲ့နှစ်ပွဲစလုံးကိုကျွန်တော်ပြင်ကြည့်ရင်ဆွေရင်ဟာကျွန်တော်ဒီဆွေဇလန်ကိုလည်းသူတို့တွေရှုံးနေတယ်ကိုဆူဘူကိုတောင်မှနှစ်ကြော့ဇက်တိုက်သူတို့တွေရှုံးနေတယ်အဲ့ဒီတော့ဆွေရင်လည်းရွေးစဉ်အသင့်အနေနဲ့လက်ရှိသူတို့အုပ်စုမှာအောက်ဆုံးမှာကျွန်တော်ရှိနေတယ်ဗျာအောက်ဆုံးမှာအဆင့်အောက်ဆုံးမှာရှိနေပြီးတော့တက်မှတ်ပဲသူတို့ရာသေးတယ်ဆိုတဲ့အခြေအနေမျိုးမှာတော်တော်တိုင်ပတ်နေတယ်အဲ့ဒီတော့သူတို့အတွက် နောက်ထပ်ကမ္ဘာဖလား2020ခုနှစ်မှာဝင်ခွင့်ရဖို့ဆိုတာကတော်တော်လေးကိုအခြေအနေဆိုးလာတယ်ဒီတော့ အချိန်ဒီစိုးနေတယ်ငါတို့တို့ chance ကလည်းတိတိလေးကျန်နေသေးတယ်ဆိုတော့ဘာလို့မလဲနီးပြကိုထုတ်ပြီးတော့နောက်တစ်ယောက်ထက်ခန့်မှုကျူးပန်းတာကပဲအဖြစ်တစ်ခုဖြစ်နေတယ်ဆိုတော့ဆွီဒင်ဟာဒီနီးပြတော်မဆန်ကိုထုတ်ပယ်လိုက်တဲ့သဘောပါဆိုတော့ဆွီဒင်နေနဲ့ဘလို့ chance ရှိသေးတယ်လောလောဆယ်မှာဆိုလို့ချင်းကျွန်တော်ကြည့်ရင်ဆွီဇာလန်ပါမယ်သူတို့တွေမှာကိုဆိုဗူပါမယ်ပြီးရင်ဆလိုဗန်ဆလိုဗေးနီးယားလားမသိဘူးပါမယ်ပြီးရင်ကျွန်တော်တို့ရဲ့ဆွီဒင်ပါမယ်အဲ့ဒီတဲမှာဆွီဒင်ဟာတတ်မှတ်ပဲရသေးပြီးတော့ဆွီဇာလန်က10မှတ်နော်ဟုတ်တယ်နော်ဆွီဇာလန်က10မှတ်ကျွန်တော်သာပြီးရင် ဒီဗာလဲဒီကိုဆူဘူကကိုဆူဘူလားမသိဘူးကျွန်တော်တို့က9နံပါတ်ဒီဗာလေးကျွန်တော်ရထားတယ်အဲ့ဒီတော့ဆွီဒင်အတွက်ကတော်တော်လေးကိုအချိန်ကြီးကမဟန်မှုဖြစ်နေတာနော်မဟန်မှုဖြစ်နေတယ်ဆိုတော့တို့အနေနဲ့ပေါ့နော်အမှန်ကန်ဆိုသလိုကျွန်တော်တို့ဒါဟိုဘယ်လိုပြောမလဲအခုလက်ရှိကျွန်တော်ကြည့်ကြည့်ဟုတ်တယ်နော်ဆွီဒင်ကဆွစ်ဇာလန်က10မှတ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကကိုဆူဘူက9နံပါတ်ထိရတာနဲ့ကိုဆူဘူကအဲ့ဒီ9နံပါတ်မှာဆွီဒင်စီကနေကိုပဲတို့က6မှတ်ရတာတာတင်းနေပြီးရင်ဆလိုဗေးနီးယားက3မှတ်ပေါ့ ဒါကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဆွီဒင်အတက်ကဆွီဒင်ဟာတမှတ်ပဲရထားတည်တဲ့ခါကျတော့တအားကိုဟိုကမ္ဘာပလောက်ဝင်ခွင့်အောင်မြင်အောင်ရဖို့ပေါ့နော်ခြေစစ်ပွဲအောင်မှုနဲ့ပတ်သက်ပြီးတော့ chance ကတအားနေနေတယ်တိုးတော်လည်းပဲအကယ်လို့မြင်ပေါ့နော်လာမင်းလာပေါ့ဗျာလာမင်းလာမှာ international break ထပ်နားပြီဆိုရင်အဲ့ဒီမှာသူတို့ဆွစ်ဇာလန်နဲ့သူတို့ကဆလိုဗေးနီးယားနဲ့သူတို့နှစ်ပွဲထပ်ကစားရမယ်အဲ့ဒီလိုထပ်ကစားလို့เนาะကျွန်တော်တို့ခုနှစ်မှတ်ရမယ်ဆိုရင် သူတို့အတွက်နိုင်နှစ်ပွဲစလုံးနိုင်လို့ပေါ့နော်ခုနှစ်မှတ်ရမယ်ဆိုရင်သူတို့အတွက်ပလေးအော့ဖ်ကံကွင်းရှိမယ်ဒါဒီဆွီဒင်အတွက်အခွင့်အရေးတိတိလေးပဲဆိုတော့ဒါကြောင့်ပေါ့နော်ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အဆွီဒင်အတွက်က chance ကလုံးလုံးကြီးမရှိတော့တာမဟုတ်ဘူးအဲ့ဒီတော့အဲ့ဒီအခွင့်အရေးတိတိလေးကိုသူတို့အနေနဲ့ရဖို့နောက်ထပ်နီးပြားကမြန်သူတို့ပြောင်းလဲလုပ်ပေးနိုင်မှာလားပေါ့နောက်တစ်ခုကကျွန်တော်အနေနဲ့ပေါ့နော်ဟို UEFA ကကျွန်တော်ပြောထားမှုတဲ့အရာရှိတယ်ပေါ့နော် UEFA Nation League မှာเนาะ Nations League မှာတကယ်ဆွမ်းဆောင်ရည်ကောင်းနေပြသထားဖို့တဲ့အသင်းဆိုလို့ရှိရင်လာမယ့်ကမ္ဘာဖလားခြေစစ်ပွဲအတွက်ပေါ့เนาะ Playoff ကံဖို့အတွက်အခွင့်အရေးပေးမယ်ဆိုတဲ့ပုံစံမျိုးလေးသူတို့ပြောထားဘူးတော့ Sweden ကိုကျွန်တော်ပြန်ကြည့်ရင် Nation League မှာတော့ငါတော်တော်လေးကိုအချင်းကြီးကောင်းထားတာအဲ့တော့ Nation League မှာအချင်းကြီးကောင်းထားတဲ့ဘူတော့ဒီပုံစံနဲ့ဆိုလို့ရှိရင်ကိုပဲ Sweden ကကမ္ဘာဖလားခြေစစ်ပွဲ Playoff ကိုကံကွင်းရှိမဲ့သဘောမျိုးပါ အဲ့ဒီတော့နီးပြအသစ်နဲ့သူတို့ကဆက်သွားဖို့ကြိုးပမ်းနေတယ်လို့ပဲပြောရမှာပေါ့ဆိုတော့နီးပြအသစ်ကိုပဲကျွန်တော်မျှော်လင့်ရမှာပဲဘာလို့လဲဆိုတော့လက်ရှိဆွီဒင်မှာဆိုလို့ရှိရင်တိုက်စစ်မှာဆိုလို့ရှိရင်ဗျဗီတာယိုခရစ်တိုလူကစားမတွေပြီးရင်ကျွန်တော်အလက်ဇန္ဒားအီဆက်တိုလူကစားမတွေကျွန်တော်ရှိနေတယ်ဒီနေရာမှာတိုက်စစ်ကြီးပဲကောင်းပြီးတော့ခန်စစ်တို့ကွင်းလေတို့ကဘာမှလုပ်မရဘူးဆိုရင်လည်းပဲအတင်းတင်းကအဆင်ပြေမှာမဟုတ်ဘူးပေါ့နော် တိုက်စစ်မှုကောင်းရှိလို့ဆိုပြီးတော့ကျွန်တော်အနေနဲ့ဒီအတင်းတိုင်းကကမ္ဘာမလာဝင်ကွင်းရကြတာမှမဟုတ်တာသို့သော်လည်းပဲဆွီဒင်လက်ရွေးစင်ကိုကျွန်တော်ကြည့်ရင် ကိုဆိုဘူကိုမနိုင်ဘူးလို့စလိုဗေးနီးယားကိုမနိုင်ဘူးလို့ဆိုတဲ့အချင်းကြီးမျိုးတွေဟာအများကြီးဖြစ်တဲ့အနေအထားမျိုးကျွန်တော်ရှိမနေဘူး။ဘာလို့လဲဆိုတော့တိုက်စစ်မှာဆိုလို့ရှိရင်ဗီတာယိုခရက်စတိုကျွန်တော်ဘောနော်အီဆက်တိုအပြင်လက်ရှိမှာအန်တိုနီအီလန်ကာရဲလို့ကစားမတွေကျွန်တော်ရှိမယ်၊ကွင်းလင်မှာလည်းလူးကတ်စ်ဗာဂျီဘယ်တို့လို့ကစားမတွေကျွန်တော်ရှိမယ်။နောက်တန်းမှာလည်းကျွန်တော်ကအဲဗစ်တာလင်ဒီလိုတို့လို့ကစားမတွေဆိုတော့ပြောချင်တာက ဟိုအရန်ကောင်းတဲ့ကစားမားတွေနေရာတိုင်းမှာရှိနေတာမဟုတ်ပေမဲ့လည်းလို့အသင်းကိုဒီတက်ပူပြီးတော့ stable ဖြစ်အောင် performance ကောင်းကောင်းလုပ်ပြနိုင်မယ့်ကစားမားတွေကိုဆွေဒင်မှာပိုင်ဆိုင်ထားတယ်ဒါတွေကိုဆွေဒင်ရဲ့ဘက်ကလက်ရှိနီးပြဖြစ်သူနီးပြဟောင်းလို့ပြောရမှာပေါ့နော်သုံးမဆန်ကသူကပြဘယ်လိုပြောမလဲတိုက်စစ်မှုနှစ်ယောက်ကိုတပြိုင်နဲ့ center forward နေရာမှာထားသုံးကျင်တော့အသင်းကို off balance ဖြစ်စီမဲ့ဟိုချင်းကပ်မှုပုံစံနေတဲ့တွားတဲ့အခါမှာအကုံတိုင်ပက်ပြီးတော့ဆွေဒင်ဟာဘာဆိုဘာမှမလုပ်နိုင်တော့တာဘာဆိုဘာမှမလုပ်နိုင်နေတော့အဲ့တော့ ဒီအသင်းကို balance ညီအောင်ပြန်လုပ်ပေးနိုင်မယ်နီးပြလို့တယ်ဒီတော့ Graham Potter ကလက်ရှိမှာဆိုလို့ရှိရင် rumors တွေထွက်လာတဲ့နေရာမှာပေါ့နော် Potter ဒီကျွန်တော်အနေနဲ့ဆူတင်လက်ရွေးစင်အသင်းကိုဂိုင်တွယ်ခွင့်ရမယ့်အခြေအနေမျိုးတွေပါကျွန်တော်မြင်လာတယ်ဆိုတော့ဒီနေရာမှာ Potter ကအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဗာပြောထားလဲဆိုတော့လောလောဆယ်ပေါ့နော်ဝက်ဆန်ကနေပြီးတော့သူဘယ်လိုပြောမလဲထုတ်ပယ်ခံရပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်လော့ဆွီလို့ဆိုသူကဆူတင်မှာရှိတဲ့သူ့အိမ်တော်မှာသူရောက်နေတယ်ပေါ့နော်လောလောဆယ်မှာတော့အလုလက်မဲ့ဖြစ်နေသေးတယ် အဲဒါအပြင်ပေါ့နော်ဟိုဘယ်လိုပြောမလဲဘယ်အသင်းအတွက်မဆိုဘောနော်ကုညီပေးဖို့အတွက်သူ့အနေနဲ့အားလုံးကိုလမ်းဖွင့်ထားတယ်ပေါ့လမ်းဖွင့်ထားတယ်ဆိုတော့လက်ရှိမှာအပေကောနော်ဟိုဆူဒင်လက်ရွေးစင်အသင်းကိုကင်တွယ်ခွင့်ရမယ်ဆိုလို့ရှိရင်လည်းပဲကျွန်တော်လမ်းဖွင့်ထားတယ်ပေါ့ဗျာဆိုတော့ဟိုဆွီဒင်နဲ့ပတ်သက်ပြီးတော့လေဘောနော်သူ့မှာခန်းစားချက်တွေရှိတယ်ပေါ့နော်သူ့အနေနဲ့ဒီဒီနိုင်ငံကိုသဘောကျတယ်ပေါ့နော်အာဘာလဲဒီအဲလူကေဖူဘောကိုသူ့အနေနဲ့အင်မီနန့်သဘောကျတယ်တွေမှာပါတယ်ပေါ့ဗျာဘာလို့လဲဆိုတော့ဂရီဟန်ပေါ်တာဟာ ပရီးမီးယားလိမှာပေါ့နော်ကျွန်တော်လက်ရှိမှာဝက်ဆမ်ကိုရောက်မလာခင်တော့က Chelsea Chelsea ကိုရောက်မလာခင်တော့က Brighton Brighton ကိုရောက်မလာခင်တော့က Swansea Swansea ကိုရောက်မလာခင်တော့က Sweden မှာသူကနီးပြအဖြစ်6နှစ်တာဝန်ထမ်းဆောင်မှုတယ်နော် Sweden ကကလပ်တင်းတစ်ခုမှာ6နှစ်လောက်သူ Sweden မှာဖြစ်တန်းခဲ့မှုတယ်အဲအဲ့ဒါကြောင့်မို့လို့ပေါ့နော်သူမှ Sweden နဲ့ပတ်သက်တဲ့ connection ကရှိရဲ့ဗျာအဲ့ဒီတော့ Sweden လက်ရွေးစင်အနီးပြားကလက်ရှိ Graham Potter ကိုခံမြန်းခံမလားဆိုတဲ့သတင်းတွေထွက်လာပြီးမှ Potter ကိုယ်တိုင်က လက်ခံဖို့လမ်းဖွင့်ထားတယ်ဆိုတာမျိုးကျွန်တော်ပြောထားတယ်ကျွန်တော်ကတော့လက်ရှိမှာလက်ရှိသူဆွေဒင်ကိုကင်တွေခွင့်ရမယ်ဆိုရင်တောင်မှပေါ့နော်ဝက်ဆမ်မှာထပ်ပို့ပြီးတော့ခက်ခဲလိမ့်မယ်လို့ထင်တယ်တခြားကြောင့်တော့ကျွန်တော်မဟုတ်ဘူးပေါ့နော်လက်ရှိမှာ pressure တွေကလုံးဝမောက်လာပြီပြတည်လာလရွေးစင်အတင်းတော့ကဟို Graham Potter အတွက်ဟိုကလပ်သင်းနေလိမျိုးဗာ project ညာညာ project တွေရှိတာမဟုတ်ဘူးဒီနိုင်ငံလက်ရွေးစင်ဒီမှာကရှင်းရှင်းလေးရမင်းကိုခန့်ပြီဆိုရင်ငါတို့လက်ရှိ2026ခုနှစ်ကမ္ဘာဖလားကိုခြေစစ်ပွဲအောင်ဖို့နဲ့ပတ်သက်ပြီးတော့ငါတို့မှာအခွင့်အရေးတင်းတင်းတေးတေးလေးရှိတယ် အရာကိုမင်းရအောင်လုပ်ပေးနိုင်မှာလားရှင်းရှင်းလေးရဗျာဆလိုဗေးနီးယားကိုမင်းနဲ့ရအောင်ကန်နိုင်မှာလားနော်ပြီးရင်ဆွစ်ဇာလန်ကိုမင်းနိုင်အောင်ကန်နိုင်မှာလားနော်အကယ်လို့ဘောနော်ဂျားထဲမှာ play off ကန်ခွင့်ရမယ်ဆိုလို့ရှင်အဲ play off ကိုငါတို့ရအောင်ကပြီးတော့မင်းကမ္ဘာဖလားဝင်ခွင့်ရအောင်လုပ်ပေးနိုင်မှာလားဒါမျိုးပဲဘယ် project တွေညာ project တွေမရှိဘူးဗျာသိလားဆိုတော့ဒါကြောင့်ကျွန်တော်ကတော့ wasan မှာခက်ခဲခဲ့တယ်ဆိုရင်လက်ရှိ student မှာကပို့ပြီးတော့ခင်းရင်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ညီကလို့ရောဘလို့မင်းညလဲ Sweden လက်ရွေးစင်အသင်းမှာလက်ရှိကမ္ဘာဖလားခြေစစ်ပွဲကိုဘောနော် အောင်မြင်မှုအတွက်နဲ့ပတ်သက်လို့ရှိရင်အရန်ခက်ခဲတဲ့နေသားတစ်ခုကိုပေါ်တာအနေနဲ့ပြောင်းလဲလုပ်ပြနေစွမ်းရှိလိမ့်မယ်လို့ညီကလို့ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးပါတယ်